အားလုံးပဲမင်္ဂလာပါရှင်ဆ ्याम မမမအင်ရရဲ့မမအင်ရဝိထုရိုများသုံးဆိုတဲ့စာအုပ်ထဲကတာသမီးရဲ့အဆုံးအမဆိုတဲ့ဝိထုရိုကိုဖတ်ပြပေးချင်ပါတယ်တာသမီးရဲ့အဆုံးအမမွေးကင်းစာကလေးငယ်သည်အပြည့်ကင်းစင်၏ထို့နောက်ကလေးငယ်တို့သည် အပြည့်ကင်းစင်စွာပင်ကလေးဘဝကိုကုန်လွန်စေခဲ့ကြ၏ကလေးတယောက်၏အသိဉာဏ်မှသည် လူကြီးတယောက်၏အတွေးအခေါ်အယူဆများ ဝင်လာသောအခါဘဝအမြင်ရင်ကျက်လာသည်သို့သောယူတာဖြောင့်မတ်ခြင်းသည် တစားတစားလျော့ပါစားပြူလာတတ်သည်ကျမတို့သည် ကိုထက်ကျွဲဝသူအစင်းမြင့်သူကို မနာလိုဝင်တို့မှု ရှိကောင်းရှိနိုင်သည်သို့သော ကိုထက်နေပါသူအစစအရာရာအားနေသူကိုမူတနာတတ်ကြ၏တက်ဆွမ်းသမျှကုညီဖေးမှလိုကြသည် ထိုအရာသည်ယူသားခြင်းသဘောထားမြင့်မြတ်ခြင်းအမှန်ဖြစ်ပါရဲ့လားကလေးငယ်တို့၏တနာတတ်ခြင်းသည်လူကြီးတို့၏ညှတာတတ်ခြင်းထက်ပို၍အနောက်ဖွဲ့ခြင်းသည်ပဂတိအဖြူရေဖြစ်သည် လူကြီးတို့၏တနာကျနာခြင်းနောက်ကွဲမှာမိမိကိုယ်ကိုဂုံယူလိုခြင်းကောင်းမှုကုသိုလ်တစ်ခုပြုရသည်ဟု အကျိုးကိုလိုလားခြင်းသူတစ်ပါး၏အထင်ကြီးစေလိုခြင်းတစ်ခုခုလိုပါရှိသည်သို့မဟုတ် ထိုအရာအားလုံးကို မျောလင့်ခြင်းရှိနေတတ်သည်ယခုအခါကျမသည် နေ့စဉ်ကြုံတွေ့ဖြစ်ပျက်သမျှအဖြစ်အပျက်တွေပေါ်မူတည်၍ထိုဖြစ်ပျက်များကိုပြန်၍တွေ့တော်ခြင်းဝေဖန်သုံးသပ်ခြင်းအလုပ်ကို အလွန်ဝါသနာထုံနေသည် ထိုတို့ဖြစ်လာခြင်းသည် အသက်ကြီးလာသောကြောင့်ဖြစ်သည်ဟု အပေါင်းအသင်းများကပြောကြလေသည် ကျမ၏မိဘများသည်ပွဲရုံလုပ်ငန်းကိုလုပ်ခဲ့ကြသည် လုပ်ငန်းရှင်ဖြစ်သောကြောင့်အလုတ်သမားကာယလုတ်သားများနှင့်မကြမကြဆက်ဆံရသည်မိဘများကလုပ်ငန်းရှင်ပြီးပြီးအလုတ်သမားများအပေါ်ခက်မှန်မှန်ဆက်ဆံသည် တခါတရံနှင်း၍ဆက်ဆံသည်တခါတရံအောငောက်၍ဆက်ဆံသည်ကျမသည်ထိုအလုတ်သမားများကိုတနာပါသည်တကယ်ကိုပဂတိနှလုံးသားဖြင့်တနာခဲ့ခြင်းဖြစ်ပါသည်အလုတ်သမားလူတန်းစားရဲ့ဘာရဲ့တိနာလေ၍တော်လကား အလုတ်သမားလူတန်းစားကိုပက်လိုက်မှ စိတ်ထားမှန်သည်ဟု အများကလေးစားစီလို၍ဟန်ဆောင်တနာခဲ့ခြင်းတော်၎င်းလုံးဝမဟုတ်ပါသူတို့ခမပင်ပင်ပမန်လို့ရရှာတယ်ပတ်စံကလည်းနည်းနည်းကလေးရတယ်အဖေတို့အမေတို့ကမညာမတာခိုင်းလိုက်တာ ပြောလိုက်ဆိုလိုက်တာဟုတကယ်ပင်တွေးကတနာခဲ့သည် လူရန်စားပြတနာပါညာလုံးဝနားမလဲခဲ့ပါ အဖေကဇကွဲအိမ်များကိုလော်ရီကားချဖြင့်တည်လာပြီးပွဲယုံမှချသည်အလုသမားတယောက်ကိုနှစ်အိမ်နှုံထမ်းခိုင်းပြီး အခောက်ရည်ကိုမှတ်သည် ထိုးသူမှတ်ရသည့်အလုကိုကျမကိုခိုင်းသည်အဖေက သူ့ပစ္စည်းတွေကိုကားတစ်စင်းနဲ့ဖြင့်တည်ခြင်းမဟုတ်၍ထိုကားပေါ်မှာဇကွဲဖနအိပ်ပါလာတယ်လည်းမသိပါကျမကမြေပြူတစ်ချောင်းဖြင့်နန်းရံမှာတာလီရေးမှတ်ရသည်။နောက်ဆုံးအခောက်ရေပောင်းကိုတွက်ပြီး လောက်ခရှင်သည်ထုံငွေကို အလုတ်သမားတွေခွဲဝေယူကြသည် တခါတရံသူတို့အဝေးမတဲပါ အဖေကလည်းသူတို့ခမားခွဲရချမ်းရခတ်နေသည်ဟုအစွန်းထွက်လေးကိုတော့မှ ဖြေမပေးတတ်ပါအလုတ်သမားများသည် အစဉ်သဖြင့်မယူသားကြပါ တခါတရံခောက်ရီပိုးတွက်ပြီးညင်းကြသည်သူတို့တွက်သည့်ခောက်ရီသည် လောက်ခခွဲဝေရမှာအကျွေတွေပါတွေအန်းစရာမလို့ကွက်တီဖြစ်နေတတ်သည်။ကျမအနေဖြင့်သူတို့ထိုးသူပားချောက်မယိုးမသားညှင်းခုန်ပြီးတောင်းတကြသည်ဆိုသည့်အကြောင်းရင်းစစ်မြစ်ကိုမတီပါ။သူတို့ပြောသလိုတွက်ချက်ပေးလိုက်ခြင်းဖြင့်အားလုံးအတွက်အဆင်ပြေသွားပြီးသူတို့လည်းစိတ်ချမ်းသာကျမအဖေလည်းအ내အကျဉ်ပို့ပေးလိုက်ရသည့်အတွက်ကြီးကြီးကျယ်ကျယ်ထိခိုက်နစ်နာခြင်းမရှိဆိုတာသိရှိနားလည်ပါသည်။ထို့ကြောင့် ထူထူသောပြဿနာဖြစ်လာတတ်သည့်အခါကျမသည်အားလုံးအစဉ်ပြေအောင်တာလီစရားမှာဒုတ်ချောင်းလေးတွေပိုချစ်ပေးလိုက်ပါသည်ထူထူလုပ်ပေးရခြင်းကိုအလွန်ပျော်ပါသည် အလွန်စိတ်ချမ်းသာပါသည် ထို့အတွက်ကျမကိုတစုံတစ်ယောက်ကအထင်ကြီးလေးစားစေလိုခြင်းသူရဲကောင်းပွဲပေးစေလိုခြင်းလုံးဝမရှိပါပဂရိယိုသားသော စေတနာသာဖြစ်ပါသည်ကျမတို့ပွဲယုံသည်ဘဲဥပွဲယုံဖြစ်သဖြင့် အလုသမားများကဘဲဥတ္တရာများကိုထမ်း၍ကားပေါ်တင်ပေးရပါသည်။တနည်းညဘက်ဘဲဥတ္တရာများထမ်းတင်နေကြစဉ်မိပြတ်သွားပါသည်။အမေသည်အထိတ်တလန့်အမြန်ပင်မိချစ်ဖျောင်းနိုင်ရှာပါသည်။ထိုစဉ်အလုသမားတစ်ယောက်သည်မပေးရသေးသောဘဲဥတ္တရာထဲမှဘဲဥများကိုလက်နှစ်ဖက်နှင့်တနိုင်၌ပြီး သူ့ပစိုးကပိုက်ထောင်ထဲကိုထည့်ပါသည်။သူ့ပစိုးကပိုက်ထောင်ထဲကိုထည့်ပါသည်။ မောင်နေတော့လဲအမောင်ထဲမှာကျင့်သားရသောမျက်လုံးများဖြင့်ကျမလှမ်းမြင်ပါသည် အမေသည်မိချစ်ကိုချက်နေပြီသို့တော်ဖျောင်းတိုင်းမတွေ့သည် ကျမရင်တွင်တတိတ်တိတ်ခုန်နေသည်မီးလင်းလာပြီးထိုအလုတ်သမားဘဲဥတွေခိုးနိုင်နေသည်ကိုမိသွားမှပူပန်လာသည်မကြာခင်မီးလင်းလာတော့ထိုလူသည်အိမ်အပြင်ဘက်ကိုရောက်ရှိသွားပြီကျမဟင်းကနေတက်ပြင်းချမိပါသည် သို့သောကျမအမိဘလှဲ့မကြည့်ဝင်ကျမမျက်နှာအလွန်ပြက်နေသည် အမိကကျမတိလျက်နဲ့မပြောဘဲနေသည်ကို လုံးဝခွင့်လွှတ်မည်မဟုတ်ပါဟိုလူတော့ထမင်းတနက်စားရသွားပြီဟုကျမတွေးနေပါသည် သူစားချင်လို့ယူရာနေမှာခိုးချင်လို့တော့ဟုတ်မှာမဟုတ်ပါဘူးဟုဖြေ၍တွေးပါသည် ထို့အတွေးသည် လုံးဝယူတာပါသည် ယခုအချိန်မှာကျမပိုင်ပစ္စည်းကိုတစုံတစ်ယောက်ကယူလျင်ထို့သောကျမတွေးနိုင်တော့မည်မဟုတ်ပါယခုတော့ထို့အပြစ်ကင်းစင်သော ခလေးဘဝကိုလွန်မြောက်ခဲ့ပြီသို့သောမိမိကိုယ်ကိုတော့ရင့်ချက်သည်စိတ်ထားကောင်းသည်ဟုထင်စေသူတစ်ပါးကထင်အောင်လဲနေတတ်စေထို့သောထင်ထားသည့်အထက်မှပင်မိမိပြောက်ွက်တွေကိုသားသမီးများကမတိမသားထောက်ပြလာသောအခါကျမအရှက်ရတတ်ပါသည် ကျမ၏သမီးသည် စာရေးစာဖတ်ဝါသနာပါ၍သူ့ဒါယာရီထဲတွင် သူခံစားရတာကို ရေးလေရှိပါသည်တနေ့သူ့စာအုပ်ကိုကျမကငါဟာသမီးမိန်းကလေးရဲ့အုတ်ထင်းသူမိခင်ဖြစ်တယ်ငါသမီးဘာတွေရေးထားတယ်ဆိုတာဖတ်ကြည့်စစ်ဆေးကြည့်တဲ့နဲ့ဟူသောကျမအမေ၏အယူအဆအတိုင်းသူ့စာအုပ်ကို ယူဖတ်ကြည့်ပါသည်အလိုလေးကျမအပေါ်ဝေဖန်ဆန်းစစ်ထားလိုက်တာမနေပါကလားကျမက ငါအကြောင်းမကောင်းတာတွေညည်းရေးထားပါကလားဟုပြောသောအခါမိမိလဲစာရေးเสียရပဲဟုသမီးကပြန်ပြောပါသည်ကျမတို့မိသားစုနေရာတစ်ကိုပြောင်းရွှေ့လာပြီးမကြခင် အလူကန်သမားတစ်ယောက်လာပါသည်တိုက်ပုံအင်းကြီးနဲ့ဖြတ်ပိုင်းစာအုပ်တွေပါရင်းနဲ့တာတာနာနာပါပဲထို့လူကဂျုံအိတ်ကလေးတိတ်ပေးပြီးဘဲဝွေအသင်းကဖြစ်ကြောင်းဘသူတွေကလာစဉ်ဆံပလောက်လူကြောင်းစည်ရင်းနဲ့အင်းနဲ့ပြား လမ်းထဲကလူတွေနာမည်ရွတ်ပြသူရွတ်ပြတဲ့နာမည်တွေကတော့ကိုတိထားတဲ့နာမည်တွေဟုတ်ပေသားကျမကရှေရှေဝေးဝေးလဲမေးမြန်းစုံစမ်းမနေခြင်းညင်းရမှာလဲပါကြောင့်မှမတိအာနာယုံလဲတိတ်မယုံသို့တော့မြင်မြန်လဲပြန်သွားစီလို၍စံတပြေထည့်ပေးလိုက်သည် သူ့အိတ်သားပြည့်အောင်ထည့်ပေးလိုက်ရင်လေးပြီလောက်ဆံမြေထမရဲ့နောက်မှဘေးပြီစုံစမ်းကြည့်တော့ခိုင်ခိုင်မာမာမရှိဘူး အလူကံတွေက အပေါ်သာဟုတ်တာလည်းရှိ မဟုတ်တာလည်းရှိတဲ့ကျမကတော့အညာခံလိုက်ရတာပဲဟူယုံလိုက်သည် ထို့အကြောင်းကိုတားသမီးတွေကိုပြန်ပြောပြပြီးငါစေရနာမပါပဲလှူလိုက်ရတာကုတူလည်းရမှာမဟုတ်ဘူးလူလိမ်မဲဖြစ်မှာပဲဟူပြောနေမိသည်ထို့အကြောင်းကိုပြောလိုက်တွေးလိုက်လို့နေတော့တားငယ်ကကျမလက်မောင်းကိုပုတ်တက်ပြီးပြောသည်မိမိကလည်းဒီအကြောင်းကိုဘာဖြစ်လို့တွေးနေရလဲသူဟာသူလိမ်နာပဲဖြစ်ဖြစ်တကယ်ပဲဖြစ်ဖြစ် အဲ့ဒီဆံကိုသူစားရင်လဲမိမိကုသိုလ်ရတာပါပဲဟုပြောလေသည် ထိုချိန်ကြားမှာကျမစိတ်လက်ချမ်းသာပေါ်ပါစွာ ရီမောမိပါတော့သည်ရက်ွက်ထဲမှာလှမ်းထားသည့်အဝတ်တွေအလစ်တုပ်သွားကြဖမ်းချစီးကြမမိတာကများသည်တနေ့ပလတ်စတစ်ကောက်တီကောင်းလေးတစ်ယောက်ဒုတ်ကောက်တစ်ချောင်းချင်းတစ်လုံးနဲ့ဟိုအိမ်နောက်ချောင်းကြီးဒီအိမ်နောက်ချောင်းကြီးလုံနေတော့မတင်ကဘွယ်ဖြစ်ပြီးလူငယ်တွေကဝိုင်းပြီးဆွဲကြကျင်းကြမောင်းကြသည် ရိုက်မဲနှမဲချိန်ချသည်ကောင်းလေးကရှ िख ိုးဥတင်တောင်းမှန်သည် ကျမစိတ်ထဲထိုကောင်းလေးကိုအယိုက်မခံစေချင်မှာကြည့်လဲမကြည့်ရပါ လူတွေက တကယ်မရိုက်ဖဲတရီပေးပြီးပြန်လှုပ်လိုက်တော့မှစိတ်ချမ်းသာသွားပါသည်မကြခင် ကျမအိမ်ထဲမှာလှမ်းထားသော လုံကြီးအင်ကြီးတစုံပါသွားလေသည်ပရင်ပေါက်ကလှမ်းပြီးကြေးဖြင့်ဆွဲယူသွားတာနေမှာပါပဲ။ အနှစ်သက်ဆုံးအင်ဂျီတစ်ထည်ပါသွားလီတော့နှမျောတတ်တာမဆုံးအဝိအထည်ကလည်းရှားပါပါပြီမိမိအိမ်မှာမရှိခဲ့ဖြစ်ရတော့အိမ်ဆောင်ကြံခဲ့သည့်မိမကြီးကိုလည်းအပြစ်တင်မဆုံးထုံးစံအတိုင်းသားသမီးတွေနဲ့ထိုအကြောင်းတဖွာဝါပြောမိသည်ဟမ်အရင်တလုံးကလာချောင်းနဲ့ကောင်းလေးနေမှာတခါတည်းအဲ့ဒီတုန်းကရိုက်လိုက်ဖို့ကောင်းတယ်သူတို့ပြန်ရောက်တော့မှဘာရမှာလဲတစ်ထည်မှ10 20ရမှာလုံကြီးဟောင်းတွေဆို ငါးချက်30တောင်အနိုင်နိုင်ငါအင်းကြီးအသက်ဆက်ဆက်လေးဆိုမနေ့တနေ့ရမှဆက်ဆံရရွေးလာတာတခါပဲဝေ့ရသေးတာပိတ်ဖိုးရောချုပ်ခါရောတရားလောက်ကုန်တယ်ဟူပြောနေမိသည်နောက်ဆုံးတော့လေအီလီနည်းနည်းပပပါသွားတာသင်ငန်းစာပဲနောက်တတိထားရမယ်ဟူစိတ်ကိုလျှော့ပြီးတားမိတွေရီရီမောမောပြောဆိုနေမိသည်စိတ်ထဲကလည်းခွင့်လွတ်တွေတွေးနေမိသည် မမေအင်းကြီးအစ်တတထဲဆုံးသွားပေမဲ့ပြန်ချုံနိုင်ပါရဲ့လေယူသွားတဲ့လူတော့သူတို့မိသားစုတစ်ရက်နှစ်ရက်စာကောင်းကောင်းစားနိုင်မှာပါပဲဟုယာကူအိုကြီးကွဲမှစွန့်ကျဲလိုက်သည့်စိတ်ဖြင့်ပြောမိသည်ငငယ်တုန်းကလိုတကယ့်စေတနာမဟုတ်တော့တာသေးကြပါသည်စေတနာတစ်ဝက်သို့မဟုတ်တစ်စိတ်လောက်တော့ပါကောင်းပါနိုင်ပါသည်ကျမသမီးကတော့စာချက်နေရင်ကစကားတခွန်ထပ်ဖြေသည်သမီးကတော့လေ မိမိအင်ကြီးလေးရအစ်စ်လေးဆိုတော့90လောက်တော့ရနိုင်မှာအဲ့ဒီလို90လောက်ရအောင်ရောင်းမှာမလားမိမိပြောသလို10 20နဲ့များ ရောင်းလိုက်လေမလားလို့တွေးပြီးပူနေမိတယ်တဲ့อืมတမိရဲ့စေတနာကတော့တကယ်စေတနာအစင်မှန်ပါပဲ